ဒီထက်မြင့်လာတော့လိုက်ရှာဖို့မစိုးစားပါနဲ့တော့လုံးဝမရှိတော့ဘူးလို့ပဲပြောချင်ပါတယ်ဗျ Lenovo IdeaPad Profile လို့ခေါ်တယ်ဗျလုံးဝ Pro ပါနော် CPU နည်းနည်းတော့ Ryzen 5ကို6645 HS series ဖြစ်ပါတယ်6000 series မှာ HS series ဖြစ်ပါတယ် RAM 16GB နဲ့ SSD 512အပြင်မှာ Nvidia RTX က3050သုံးပေးထားတဲ့အနေအထားမှာတော့ CPU က graphic ကိုအမြင့်ဆုံးမှာလာတဲ့ Lenovo လေးပဲဖြစ်ပါတယ်ဘလို့လူတွေသုံးရမလဲဆိုရင်တော့ကျွန်တော်တို့ video editing နေသုံးမလားကျွန်တော် rendering နေသုံးမလား engineering software ကိုအပိုင်းအနိုင်တီးကျင်တဲ့အမျိုးတွေအတွက်ကတော့ဒီကောင်ကြီးသုံးရမှာပဲဖြစ်ပါတယ် graphic အမြင့် CPU အမြင့်နဲ့တုံးကျင်တဲ့မျိုးတွေဒါ ਉਹ ပဲတုံးရမှာဖြစ်ပါတယ် Lenovo ကြိုက်တယ်ဆို Okay ပါပဲအန်ကိုက်ပါပဲเนาะသူ့မှာပါဝင်တာလေးထက်ရှိသေးတယ်15.6 resolution 15.6 size ကိုမှ 2K resolution နဲ့လည်းဖြစ်ပါသေးတယ်ဗျအဲ့အတွက်ကြောင့်မလို့ကျွန်တော် graphic တွေ ကောင်းကောင်းသုံးလို့ရမယ် 2K resolution နဲ့ကြည်ပေါက်လင်အောင်သုံးလို့ရမှာပဲဖြစ်ပါတယ်အဲ့အပြုံမှ face and lock ပါမယ် fingerprint ပါပါသေးတယ် keyboard milling ပါမယ်အဲ number key လေးတွေပါမယ်အဲ touchpad အကျယ်နဲ့အားပါရသုံးလို့ရမှာဖြစ်ပါတယ်အဲ့ထက်မြင့်လာမရှိတော့ပါဘူးဈေးနှုန်းကလည်းမြင့်ပါတယ်ဗျ28တိန်းနဲ့9000ဖြစ်ပါတယ်ကဲသူ့ရဲ့ညာဘက်ချမ်းမှာတော့ SD card slot ပါမယ် headphone jack ပါမယ် USB နှစ်ပေါက်ပါမယ် တိုက်စီကလည်းနှစ်ပေါ့ပါတယ်ဗျ HDMI နဲ့ဒီဘက်မှာအောက်သွင်းတဲ့ပေါ့လေးတွေဖြစ်ပါတယ်လုံးဝအမြင့်ကြိုက်တဲ့အမျိုးကတော့လုံးဝဈေးအမြင့်လေးသုံးပေးဖို့ပြောချင်ပါတယ် RTX 30 50ဆိုလဲ6 gigs လောက်ထိပါသေးတဲ့အတွက်ကြောင့်မို့လုံးဝအမြင့်အဖိုင်းကြီးပေါ့ဗျာရှယ်သုံးပါ 120Hz လည်းဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဝဖလန်းဖလန်းထနေပါလေလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်